ဒီနေ့ဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းတဲ့သတင်းဆောင်ပါတစ်ပုဒ်ကတော့ကိုလာဆိုးရေးသားတဲ့အီယာဝရုနိုင်ွက်ကိုင်ပြီးတရုတ်ကိုတံပြန်ဖို့လိုပြီးဆိုတဲ့ဆောင်ပါတစ်ပုဒ်ပဲဖြစ်ပါတယ်။တရုတ်ထူးတန်တမန်တိန်ရှိကျွန်းမှာကချင်နဲ့ရခိုင်တော်လိုင်းကြီးတက်များအား၎င်းတို့ရဲ့ပိုက်လိုင်းများတက်လျှောက်အထူးသဖြင့်ဗမော်နဲ့ကြောက်ဖြူတဝိုက်ထူးစစ်မစင်ကြဘူးပြောလာတယ်လို့အဆိုပါအဖွဲ့များနဲ့ နီးစပ်တဲ့သတင်းရက်ကွက်များကိုကိုးကားပြီးအေအာဝရီမှာပေါ်ပြလာပါတယ်။ထို့သောရက်တက်မယ်ဆိုကရှစ်လျှောက်ဆက်ဆံရေးတိုးမြင့်သွားမယ်လို့မလုံးပေးလာခဲ့ပါတယ်။ဆိုလိုဒီကလိုအပ်သောစစ်လက်နက်ပစ္စည်းများပံ့ပိုးပေးသွားမယ်သဘောပဲဖြစ်ပါတယ်။တရုတ်ဟာမြန်မာမှာအစ်စ်အမှန်ငြိမ်းချမ်းရေးရရှိရေးထက်အချင်းချင်းအမြဲလိုရန်ဆောင်နေကြတာချိနဲ့နေတဲ့နိုင်ငံဖြစ်တာရှိနေစေပြီး၎င်းတို့လိုအပ်သမျှ ထုံနှုတ်ယူငင်သွားနိုင်မှုသာအလေးထားလှုပ်ဆောင်နေသည်ကထင်ရှားသည်တဲ့ထင်ရှားလာနေပါလေ၎င်းတို့လိုအပ်နေသည့်ထက်အလွန်ကျွံလှုပ်လာသောကိုကံဖွဲ့ကိုငြိမ်ချသွားအောင် လုပ်နိုင်ခဲ့ပါလေထို့သော လုံ့ရမရသော ကချင်နှင့်အာရခအဖွဲ့များကုန်မှုတလီတစားဆက်ဆံပြပြီးအပြော့ဆွဲဆွဲလာနေပါလေအပြစ်ခတ်ရဲစဲရေးအတွက်ဆွေးနွေးပေးနေတယ်လို့စေအုပ်စုမှဂျေနတ် အောင်လဲမလုံးပေးနိုင်အောင်မှာဖြစ်ပါတယ်တရုတ်ကလူမျိုးစုလက်နက်ကိုင်ဖွဲ့စည်းများကိုတွေးခွဲတဲ့နှလန်းသွာဗျူဟာကိုကျင့်သုံးလာနေတာကိုတွေ့လာပါတယ်၎င်းတို့အတွက်မဟာဗျူဟာရလွန်စွာလိုအပ်နေတဲ့မြေရှားတပ်ထုများအဆက်မပြတ်ရရှိရင်းနဲ့ယင်းတို့ဟာတကမှုကြီးများတပ်ဖွဲ့ထိမ့်သိမ်းထားတဲ့တိုင်းရင်းသားအဖွဲ့များနဲ့စစ်အုပ်စုကလည်းတရားဝင်အတိမတ်မပြုတ်မိအောင်ရှောင်ရှားခဲ့ခြင်းပဲဖြစ်တယ်လို့ တရုတ်ရေးရာကျွမ်းကျင်သူ သူတေတီအာတီနာအွန်နောကအေအော်ရီမှာစောင်းပါရေးသားလာပါတယ်တိုင်းနာဖွဲ့များဟာစူပါမြေရှားတတ်ထုများ ထုတ်ရောင်းခြင်းဖြင့်ငွေရှာနေမိစုကတရုတ်ပေါ်အလွန်ကြုံမိခိုနေရတဲ့စက်ကန်ထရိုက်တာများအဆင့်ထက် တက်လာမှာမဟုတ်လို့သတိပေးလာခဲ့ပါတယ်။ထိုအဖြစ်မှယုံထွက်နိုင်ရန်၎င်းတို့ရဲ့အယောင်းအဝယ်ဆန်တဲ့သဘောတူညီချက်များနဲ့တင်းတိမ်နေ၍မရတော့ပဲရေရှည်တီတက်မဲ့မာဗျူဟာနဲ့မူများချမှတ်သွားရတော့မှာဖြစ်ပါတယ်။ထို့သူချမှတ်နိုင်အောင် တွင်းထွက်တယန်းဇာတများစီမံထိန်းချုပ်မှုအားကောင်းအောင် ပြုလုပ်ရမယ်။တဘာပောင်းရင်လည်းလုတ်သားများအားအကာအကွယ်ပေးမယ်အစီအမံများ အကောင့်ထဲပို့ရန်နဲ့ တရုတ်ကုမ္ပဏီများနဲ့ပုံမပွင့်လင်းမြင်သာပြီးတရားမျှတတဲ့စည်းကမ်းချက်များရရှိအောင်ဆွေးနွေးတွားရန်လိုဖြစ်ပါတယ်။အရင်မြင်များထိန်းချုပ်ထားနိုင်ယုံလောက်နဲ့ရည်ရှိတွားနိုင်မယ်လို့မှတ်မှတ်ယူသင့်ပါဘူး။၎င်းစာပြည်တွင်ပြည်ပနိုင်ငံရေးဆိုင်ရာတရားဝင်မှုကိုပုံမကျေပြန့်စွာဆောင်ရွက်နိုင်ရန်အတွက်အခြေခံအုတ်မြစ်တစ်ခုအဖြစ်မှတ်ယူရမှာ ဖြစ်ပါတယ်။အပြူသဘောဆောင်မဲ့ငញ្ញံရည်မျိုးရရှိအောင်ဤလမ်းများရှာဖွေလှုပ်ဆောင်တော့ရပါမယ် ထို့အတွက်ဖက်ဒရယ်စနစ်နန်းတူညီမျှမှု ရေရှည်တည်တတ်မဲ့တည်ငြိမ်မှုများအပေါ်အခြေခံပြီးအပြီးအပြတ်ဖြည့်ရှင်းနိုင်ရန်ကြိုးပမ်းသွားတော့မှာဖြစ်ပါတယ်။ဤဒီကလည်းမြန်မာရဲ့အနာဂတ်အတွက်လည်းလွန်စွာအရေးပါနေပါတယ်။မြေရှားတပ်ထုများကြောက်စိမ့်ကဲ့သို့တာမန်တွင်းထွက်ပစ္စည်းများမဟုတ်ဘဲတရုတ်တို့မာဗျူဟာရရယူလိုတဲ့တွင်းထွက်များဖြစ်နေတဲ့အတွက်တိုင်းရင်းသားအဖွဲ့များအတွက် အပေးအယူလုပ်เสีย ဘူမိနိုင်ငံရေးမှာအရေးပါတဲ့အနေအထားမှာရှိနေစေရန်အတုံးချစရာဖြစ်လာပါတယ်။ဤအသာချက်ဟာထံမြက်တဲ့နှစ်ဖက်သွားဓာတ်တစ်ချောင်းနဲ့တူပါတယ်။၎င်းဟာရေတူကိုပိုင်အုပ်ချုပ်ခွင့်နဲ့အာဏာကိုပေးစွမ်းနိုင်တော်လေတရုတ်ရဲ့ခြေလှယ်မှုစီးပွားရေးရမှီခုံနေရမှုနဲ့တရားဝင်မှုဆိုင်ရာအကျက်အတဲများကိုပုံမူနှဆိုင် လာစေနိုင်ပါတယ်။တိုင်းရင်းသားဖွဲ့များအတွက်လမ်းစုံလမ်းကွာသို့ရောက်လာနေပြီဖြစ်ပါတယ်။ တရုတ်တို့လူသမားထုတ်ရောက်မဲ့ဂိမ်းမူးကြီးများတပ်ဖွဲ့ဆက်ရှိနေပြီလို့နိုင်ငံရေးရတရားဝင်မှုနဲ့တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးကိုရရှိရန်ကြိုးပမ်းမိလို့ဆိုဒီကိုရွေးချယ်ရတော့မှာဖြစ်ပါတယ်ပွင့်လင်းမြင်သာတဲ့စီးမြင်းမူပေါင်းများချမှတ်ခြင်း အလုသမားနဲ့သဘောပေါက်ရင်စံချင်းစံညွှန်းများပြတိုင်းခြင်းနဲ့တာဝန်ယူမှုရှိတဲ့တယံဇာတစီမံခန့်ခွဲမှုကိုပြတ်တခြင်းတို့ဖြင့်တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းများ EAO တိုင်းရင်းသားတော်လှန်ရေးဖွဲ့စည်းများ ERO ရဲ့ဂုဏ်သိက္ခာကိုမြင့်တင်ပေးနိုင်မှာပါ။၎င်းဟာဒေသခံပြည်သူများအတွက်သာမကကျင့်ဝတ်သိက္ခာရှိတဲ့ထောက်ပံ့ရေးဂွင်းဆက်များကိုရှာဖွေနေတဲ့နိုင်ငံတကာအစုရှယ်ယာရှင်များနဲ့ပါပုံမူယုံကြည်မှုရရှိစေမှာဖြစ်ပါတယ်။ ထိုမှတစ်ဆင့်နိုင်ငံတကာရဲ့အသိအမှတ်ပြုမှုအကူအညီများရရှိနိုင်မှုနဲ့နိုင်ငံရေးဆွေးနွေးပွဲများမှာပါဝင်ခွင့်ရရှိခြင်းစတဲ့အခွင့်အလမ်းများကိုဖွင့်လှစ်ပေးနိုင်မှာဖြစ်ပါတယ်။ထို့သောပြောင်းလဲမှုမရှိပါကတယံဇာတ်ကျွယ်ဝမှုဟာလောင်ရင်တပွဲဖြစ်လာနိုင်ပါလေ။အကျိုးများရတော့လဲချုံနှောင်ခံရတဲ့ကဲ့သို့ဖြစ်မှာပါ။နောက်ဆုံးမှာဆွမ်းအားအစ်စ်အမှန်အားထုတ်ယူတဲ့အရာ မဟုတ်ဖဲတိဆောက်တဲ့အရာ၌တိရှိတယ်လို့အကြံပြုဖော်ပြ ထားပါတယ်ပြည်သူတို့ရဲ့တရားသောတွန်းလှန်စစ်မုတ်ချအောင်ရမယ်